ားလုံးပဲမင်္ဂလာပါ Lanery Ice Studio YouTube Channel နေပြီးတော့ကြွဆိုင်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ဒီဗီဒီယိုတို့ကဆက်ပြသွားတဲ့အ LED mini flow ကိုထိချုံလိုမျိုးပဲ LED အများကြီးကိုထိချုံပြသွားမှာဖြစ်ပါတယ်အဓိကကတော့ဒီ LED မီလုံချလုံးရဲ့အမီဘီလေးတွေပြပါလို့ရှိရင်အလဲမဲလေးတွေကိုထိချုံသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာသုံးသပ်မယ့်ပစ္စည်းတွေကကျတော့အဲဒီ LED ချလုံးပါမယ်ပြပါလို့ရှိရင်ဒီမှာ 220 ohm resistor 6လောက်ပါဘောနော်ပြောလို့ရှိရဒီဖက်မှာကျတော့အကြံပါရှေ့ချမှာမသိဘူးပါလိမ့်မယ်ဘောနော်ကျတော့ဒီကောင်ကဘယ်လိုဆင့်မလဲဆိုလို့ရှိရင်ကျွန်တော်အရင်ဗီဒီယိုကရှင်းပြထားတဲ့အတိုင်းပဲကျွန်တော်ပြောလို့ရှိရအာစာကစ်ပုံစံကိုကျတော့အာဘေးမှာဘောနော်ဓာတ်ပုံလေးနဲ့ပြထားတယ်ဒီဓာတ်ပုံမှာကျတော့ ground တွေကိုဂျိုးနဲ့ရှင်းထားတယ်ကျွန်တော်ကဒီမှာကျတော့ဂျိုးနဲ့မရှင်းဘဲနဲ့ကျွန်တော်အရင်ဗီဒီယိုကလုတ်ပြသွားတဲ့အတိုင်းပဲအခွာပြီးတော့ရှင်းပါမယ် ဘယ်လိုခွာချက်မလဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ LED မှာဗောနော်အပေါင်းပင်နဲ့အနုပင်မှာဆိုလို့ရှိရင်အနုပင်ကိုကြာတော့ကျွန်တော်တို့ဒီဘုတ်မှာပါတဲ့ minus line လေးကိုချိန်ပြီးတော့ဒီအပေါင်းပင်ကိုကြာတော့ဒီအထဲကပေတစ်ခုနဲ့ချိန်လိုက်မယ်ဒီလိုပုံစံပါယူလို့ရှိရင် resistor ကိုကြာတော့ကျွန်တော်ဖတ်တော့က LED ဆိုင်ရတဲ့ပင်မှာဆိုင်မယ်ယူလို့ရှိရင်ဘုတ်ဖက်များကိုခွာချိန်လိုက်မယ်ဒီလိုလေးပါ ပြီးတော့ကျွန်တော်ကနေပြီးတော့ဂျပါတစ်ချောင်းနဲ့ဒီ Arduino ဘုတ်မှာပါတဲ့ဒီ digital pin က pin number 2ကိုချလိုက်မယ်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ LED မီလိုတလို့ဆက်လုပ်ပြီးသွားပါပြီဒီလိုပုံစံအတိုင်းပဲနောက်ထပ်၅လုံးကိုလည်း ဒီလိုပုံစံတိုင်းရှင်းပါမယ်ဒီမှာဘောနော်ဒီ LED နဲ့ပင်မှာဆိုလို့ရှိရင်အနုတ်ပင်ကိုကြတော့ဒီဘုံမှာပါတဲ့အနုတ်ပင်မှာဆိုက်ပြီးတော့ပေါင်းပင်ကိုကြတော့ LED ရဲ့ညာတစ်ခုကိုဆင်းလိုက်မယ်ပြီးသွားလို့ရှိရင် register လုပ်ထားမယ်ပြီးတော့ jumper တစ်ချောင်းနဲ့အဒီနိုဘုံမှာပါတဲ့ number 3ပင်ကိုဆင်းလိုက်မယ် ဒီလိုတိုင်းပဲနောက်ထပ်လေးလုံးလည်းအာကျွန်တော်အနေနဲ့ချက်သွားပါမယ်။ဗီဒီယိုမှာတော့ကျွန်တော်ကအမြန်ပဲလုပ်ပြလိုက်ပါမယ်။ခုဆိုလို့ရှိရင်ဒီ Arduino ဘုံးနဲ့ LED နဲ့အပေါင်းပင်နဲ့ပေါ့နော်ချိတ်ချိတ်တာပြည့်သွားပါပြီ။ LED ကိုကျွန်တော်ကျွန်တော်ကနေပြီးတော့ အဒီနိုဘုံမှာပင်2ကနေပြီးတော့70ကိုရှေ့ထားပါတယ်ဆိုတော့ကျွန်တော်အနေနဲ့အနုပယ်ကိုရှေ့ကြည့်အောင်အနုပယ်ရှေ့ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ LED ရဲ့အနုပယ်တွေကိုစိုက်ထားတဲ့ဒီ minus line လေးမှာအမဲအောင်ကျူးကျူးကိုကျွန်တော်အနေနဲ့ဆက်လိုက်မယ်ပြီးတော့ဟိုဖင်းမှာရှိတဲ့ဒီ minus line ကိုပေါ့နော်သွားဆက်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီ minus lines က မိုင်းနာလိုင်းကနေပြီးတော့မှဒီမှာပေါ့နော် graph ကိုဆက်လိုက်မယ်တို့ဒီလိုဆက်တာဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်မှာပေကမမီတဲ့အတွေ့အကြုံမလို့ကျွန်တော်အနေနဲ့ဒီလိုတစ်ဆက်ဆက်လိုက်တာပါမဟုတ်ပဲねကျွန်တော်အနေနဲ့အပိမီလို့ရှိရယ်ဒီလိုတိုင်းပြီးတော့ဆက်လို့ရပါတယ်ဒီမှာပေါ့နော် graph ပင်နဲ့တိုင်းပြီးတော့ဒီလိုဆက်လို့ရပါတယ် ဒါပေမဲ့ကျွန်တော်ကနေပြီးတော့ဒီ minus line မှာရေးချပြီးတော့မှဒီ ground pane နဲ့ဆက်လိုက်မယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ LED တွေကို Arduino ဘုံးနဲ့ဆက်တာပြီးသွားပါပြီဆိုတော့ကုတ်တွေကြောင်ချင်းကြည့်အောင်ရှားဖို့တက်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ Arduino ဘုံးကိုကျွန်တော်တို့ရဲ့ computer နဲ့ချိတ်ချိတ်ပေးထားဖို့လိုအပ်ပါတယ်ဒီချိတ်ချိတ်ပေးဖို့ကကြတော့ အဒီနိုဘုံမှာသူနဲ့အတူတူပါလာတဲ့ USB ကြိုးတစ်ချောင်းရှိပါတယ်ဒီကြိုးလေးနဲ့ကျွန်တော်တို့ရဲ့ကွန်ပျူတာကိုချိတ်ချင်းပြလိုက်ရပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ Arduino IDE ကို fail လို့ရှိရင်ကျွန်တော်ခုပြထားတဲ့ပုံစံအတိုင်းတွေ့ရပါလိမ့်မယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျတော့ LED ချတော့ဆမ်းမှာဆိုတော့အရေးဗီဒီယိုတော့ကရှင်းပြသွားတဲ့ LED တစ်လုံးလိုမျိုးပဲ LED ရဲ့ပင်ကိုရင်ကြည်ညာပါမယ်ဆိုတော့ Editor LED 1ဆိုပြီးတော့ကျွန်တော်ကနာမည်ပေးခဲ့မယ် ပြီးတော့ LED ရဲ့ပင်နံပါတ်က2ဆိုတော့2ဒီကောင်ရဲ့အကြောင်းကျွန်တော်ရှေ့ဗီဒီယိုမှာရှင်းပြပေးသွားပါပြီ integer ဆိုတာကျတော့ data type ပါ LED 1ဆိုတာကျတော့ delivery A ပဲပါပြီးတော့2ဘောင်းကျတော့ကျွန်တော်တို့ LED 1နဲ့ချိန်ရှင်းထားတဲ့ပဲပါဒီ LED 1ဆိုတဲ့နေရာမှာကျွန်တော်တို့ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ဒီ type ပဲကျွန်တော်အနေနဲ့အဲ့ဒီ integer LED 2ဆိုပြီးတော့3က LED ကိုပေးလိုက်မယ်။ကျွန်တော်ကျွန်တော်အနေနဲ့3ပိန်နဲ့ချိန်ရှိထားတဲ့ LED ကိုကျွန်တော်တို့က LED 2ဆိုပြီးတော့ခေါ်လိုက်ပါမယ်။ပြီးတော့ integer LED 3ဆိုပြီးတော့4ဆိုပြီးတော့ပေးလိုက်မယ်။ဒိဗယ်ကကျွန်တော် Arduino ဘုံမှာပါတဲ့ number 4ပိန်နဲ့ချိန်ရှိထားတဲ့ LED ကို LED 3ဆိုပြီးတော့ပေးလိုက်မယ်။ဒီတိုင်းပဲကျွန်တော်အနေနဲ့ LED 45C ကိုလည်းဒီတိုင်းပဲပေးသွားပါမယ်။ ခုဆိုလို့ရှိရင်ဒီ LED 6လုံးလုံးကိုကြီးညာတာပြီးတော့ပါပြီဆိုတော့သူတို့ရဲ့ပယ်ကိုတီးဖို့တင်ဆိုလို့ရှိရင်ကျွန်တော်တို့က voice set up function ထဲမှာသွားပြီးတော့တီးရပါတယ်ပြောချင်တာကကျွန်တော်တို့ LED ရဲ့ mode ကိုတီးရမှာပါကျတော့ပင်မှုဆိုတဲ့ဟာကိုသုံးမယ်ဒီအကြောင်းစဉ်ကျွန်တော်အနေနဲ့ရှေ့ဗီဒီယိုမှာရှင်းပြပြီးသွားပါပြီ LED 1 output ဆိုပြီးတော့ပေးလိုက်မယ် spin mode ဆိုတော့ဒီကောင်ကကျတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် LED 1ကဒီ output ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ output ဆိုပြီးတော့ပေးတာပါ LED တွေက output ပစ္စည်းဆိုတော့ဒီမှာ LED 2ကိုလည်း output ဆိုပြီးတော့ပေးထားပါတယ်ဒီပုံစံအတိုင်းပဲ LED CT ကိုတည်တော့ပါမယ်ခုဆိုလို့ရှိရင်ဒီ LED 6လောက်လောက်ရဲ့ပယ်ကို ကျင်ညာတာပြီးသွားပါပြီပေရမုတ်ပေါ့နော်ပေရမုတ်ကိုကျင်ညာတာပြီးသွားပါပြီဆိုတော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာ LED 6လို့လို့ကိုဘယ်လိုထိချုပ်မလဲဆိုလို့ရှိရင်ဒီ LED မီပြေးလေးတွေပေါ့နော် LED မီယာနေပြီးတော့တလုံးချင်းလင်းလာမယ်ဆိုတဲ့ဟာမျိုးပြီးသွားလို့ရှိရင်တလုံးချင်းမေ့သွားမယ်ဆိုတဲ့ဟာမျိုးဒီလိုမျိုး LED ဘက်တာကိုဆက်ပြတ်သွားပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကနေပြီးတော့ LED တလုံးချင်းစီစစ်တိုက်နေတာကိုစမ်းကြည့်အောင် ရေးဖို့အတွက်ဆိုလို့ရှိရင်ဒီ LED အလင်းနဲ့အမေပေါ့နော် LED လဲဖို့အတွက်ဆိုလို့ရှိရင် digital right ဆိုပြီးတော့ high ကိုတုံးတယ် LED မေဖို့အတွက်ကျတော့ digital right low ဆိုပြီးတော့တုံးတယ်ဒီအကြောင်းတွေကိုကျွန်တော်ကနေပြီးတော့ရှင်းဗီဒီယိုမှာရှင်းပြပြီးသွားပါပြီကျွန်တော်စမ်းကြည့်အောင် digital right ဆိုပြီးတော့ LED 1 comma high ဆိုပြီးတော့ထားခဲ့မယ်ဒီအကြောင်းကကျတော့ LED ပထမဆုံး LED ကိုမင်းလဲတဲ့အပိုင်းပါ ပြီးသွားလို့ရှိရင် delay ဆိုပြီးတော့ကျွန်တော်က900ဆိုပြီးတော့ထားခဲ့မယ်ဘလို့ဆိုတော့တစ်ထောက်ထားလို့ရှိရင်တစ်စက္ကန့်ကအရန်ကြာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနေပြီးတော့900ဆိုပြီးတော့ထားခဲ့မယ်ဒီ delay 900ဆိုတာဘာဘလို့လောလောလဲဆိုတော့လည်းကျွန်တော်အနေနဲ့ရှေ့ဗီဒီယိုမှာရှင်းပြပြီးသွားပါပြီပြီးတော့ကြည့်ကြည့်တဲ့ right led 2ပေါ်မှာ high ဆိုပြီးတော့ထားခဲ့မယ်ဒီကောင်ကကျတော့ led number 2ကို မီလင်းစီတာပါပြီးတော့ delay 500ဆိုပြီးတော့ထားခဲ့မယ်ပြီးတော့ digital write led 3 high ဆိုပြီးတော့ထားမယ်ပြီးတော့ delay 500ဒီတိုင်းပဲအာ45 C ကိုလည်းဒီတိုင်းပဲတင်နိုင်ပါမယ်ကျွန်တော်ဒီကောင်ကဘယ်လိုလုပ်လဲဆိုလို့ရှိရင် LED 1ကနေပြီးတော့ LED C2 ကိုတလုံးချင်းမီးလင်းလာမှာပါ ဆိုတော့ဒီကောက်ကိုဆန်းရှိအောင် raw wood တွေဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ2ထဲမှာပါတဲ့ဒီဘုတ်နေရာမှာကျတော့ဒီ Arduino AVR ဘုတ်တွေက Arduino Uno ဆိုတဲ့ဟာလေးကိုရွေးပေးမယ်ပြီးတော့ဒီပေါ်နေရာမှာကျတော့ကျွန်တော်တို့ရဲ့ဒီ Arduino Uno ဆိုပြီးတော့ပြတ်ထားတဲ့ပေါ်ကိုစားဖို့လိုပါတယ်ကျွန်တော်ကနေပြီးတော့ဒီမှာကျွန်တော်က Core 3ဆိုတော့ Core 3ကိုနေလိုက်မယ်တကယ်လို့ခင်ဗျားတို့မှာ Core 4 Core 5ဖြစ်လို့ရှိရတယ် Core 4 Core 5ကိုနေဖို့လိုပါတယ် ကျွန်တော်ကတော့ code 3ပဲနေနိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာအမန်ရှင်းနဲ့ verify ဆိုတာလေးကိုနေနိုင်မယ်ဒီရောက်မှာ dan copyly ဆိုပြီးတော့ပေါ်လာပါတယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ code ကို run လုပ်ရပါပြီပြီးတော့ဒီမှာများလေးနဲ့ upload ဆိုတဲ့ဟာလေးကိုနေနိုင်မယ်ဆိုလို့ရှိရင်ဒီရောက်မှာ dan upload ဒီဆိုပြီးတော့ပေါ်လာပါတယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ code ကလိုလိုပါပြီ ခုဆိုလို့ရှိရင်ကျွန်တော်အခုပြထားတဲ့ပုံစံလေးအတိုင်းကျွန်တော်တို့ရဲ့ LED မီလိုလေးတွေလင်းလာတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်ဒီမှာကျတော့ကျွန်တော်အနေနဲ့ဒီမီလိုလေးတွေကိုဒီလိုမဟုတ်ပဲနဲ့တခြားပုံစံအတိတ်တမျိုးနဲ့အဲအလရှိကြီးအောင်ဒီလိုဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ fashion ဆိုတဲ့ဟာကိုသုံးဖို့လိုအပ်လာပါတယ်ဒီလိုမသုံးဘဲနဲ့ဒီ loop fashion ထဲမှာလည်းဒီကုတ်တွေကိုအဲထည့်ပြီးတော့ရေးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကအဲကုတ်တွေအများကြီးနဲ့ ြည်ရအဆင်မပြေဖြစ်မှာဆိုလို့ကျွန်တော်အနေနဲ့ function လေးတွေတိတက်တည်ပြီးတော့ရေးပြပါမယ်ဆိုတော့ function ဆိုတာကတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးအာ look file loop ဆိုပြီးတော့ဒီကဒီလို top ကို fair page ထဲမှာပါတဲ့ဟာလေးတွေဒီလိုမျိုး code တွေပါမယ်ပြီးတော့ဒီမှာ file loop ဆိုပြီးတော့နာမည်လေးတွေပါမယ်ဆိုလို့ရှိရင်ဒီကောက်ကိုကျွန်တော်တို့က function လို့ခေါ်လို့ရပါတယ်ကျောင်းအနေနဲ့ fashion အသစ်တွေမျိုးစမ်းကြည့်အောင်စမ်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်က ဒီမှာ function ရဲ့ type ပေါ့နော် function ရဲ့ type က avoid ကိုပဲတီးခဲ့မယ်ပြီးလို့ရှိရင် function ရဲ့နာမည်ကတော့အာ led series ဆိုပြီးတော့ကျွန်တော်တီးခဲ့မယ်ပြီးတော့ letter queen နဲ့ top queen ကိုရေးရပါတယ်ဒီ top queen ထဲမှာကျွန်တော်တို့အလုပ်လုပ်စီချေတဲ့ code ကိုရေးရတာပါကျွန်တော်တို့အလုပ်လုပ်စီချေတဲ့ code ကဒီ code ဆိုတော့ကျွန်တော်ကဒီ code ကို copy ကူပြီးတော့ copy မဟုတ်ဘူး cat ကူပြီးတော့ ီထဲမှာ page ချလိုက်မယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ခဏတူကရေးလိုက်တဲ့ code တွေအကုန်လုံးက LED series ဆိုတဲ့ function တွေကိုရောက်သွားပါပြီဒီ C ဒီ LED series ဆိုတဲ့ function ကိုဘယ်လိုသုံးမလဲဆိုလို့ရှိရင်ဒီ loop function ထဲမှာပဲဒီ normal ပေါ့နော် LED series ဆိုပြီးတော့ခေါ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောက် run ကြည့်လိုက်မယ်ဆိုလို့ရှိရင် နလိုပါအတိုင်းပဲ LED မီလုံးလေးတွေတလုံးချင်းလင်းလာတာကိုတွေ့ရမှာပါ။ကျွန်တော်အနေနဲ့နောက်ထပ် fashion အသစ်တစ်ခုရေးကြည့်အောင်။နောက်ထပ် fashion အသစ်မှာကျတော့ဒီ LED 6လုံးလုံးမိတ်သွားမယ် fashion ပါ။တပြိုင်တည်းမိတ်သွားမယ် fashion ပါ။ကျွန်တော်ကျွန်တော်အနေနဲ့ဒီကောက်ကိုချုပ်လိုက်မယ်။ပြီးတော့5 LED off ဆိုပြီးတော့နာမည်ပေးခဲ့မယ်ပြီးတော့ top ဝဲထဲမှာအဲ LED ကိုမိတ်မိတ်ဖို့အတွက်ဆိုလို့ရှိရင် အဲ digital right led 1 comma low ဆိုပြီးတော့ရေးရတယ်ဒီလိုမျိုးပဲကျွန်တော်အနေနဲ့ led ct ကိုရေးကြည့်အောင်ခုဆိုလို့ရှိရင်ဒီ led 6လုံးလုံးဟို dependent meter ကိုရေးပြီးတော့ပါပြီဆိုတော့ဒီကောက်ကိုကျွန်တော်တို့ရဲ့ကုတ်ထဲမှာတုတ်ကြည့်အောင်တုတ်ဖို့အတွက်ဆိုလို့ရှိရင် loop function ရဲ့အထက်မှာ led off ဆိုပြီးတော့ရေးခဲ့မယ် ပြီးတော့ဒီကောက်ကို run ကြည့်လိုက်မှဆိုလို့ရှိရင်ဒီမှာခင်ဗျားတို့တည်တည်ထားမိပါပါအဲ့ဒီတွေကတလုံးချင်းလင်းလာတယ်ပြီးပါလို့ရှိရင်သူကအကုန်လုံးမမေ့ပဲနဲ့တလုံးကြံခဲ့တယ်ပြီးတော့တလုံးချင်းထက်လေလာပါတယ်ဒီကောက်ကဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ LED series ဆိုတဲ့ fashion နဲ့ LED off ဆိုတဲ့ fashion ကို ဆက်ပြီးတော့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီတလုံးကကြံရိတ်တာပါကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့က LED series ဆိုတဲ့ fashion ထဲမှာအစမှာပေါ့နော်အစမှာ LED 1ကိုကျွန်တော်တို့ကလင်းစီတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင် fashion တစ်ခုကဆက်သွားလို့ရှိရင်ဒီဒီ fashion တစ်ခုကဆက်သွားလို့ရှိရင်သူက ။ series ဆိုတဲ့ဟာကိုလုပ်တယ်။ပြီးတော့လို့ရှိရင် LED off ဆိုတဲ့ဟာကိုလုပ်တယ်။ off ကိုလုပ်ပြီးတော့ series ဆိုတဲ့ဟာကိုပြန်လုပ်တယ်။ပြန်လုပ်တဲ့အခါမှာဒီမှာ LED အကုန်လုံးမိတ်ပြီးတာနဲ့သူကချစ်ချင်း LED ဟိုလင်းစီတာဖြစ်တဲ့အကြောင်းမလို့သူကအကုန်မမိတ်ပဲနဲ့ LED 1တစ်လုံးကလင်းကျက်ခဲ့တာပါ။ဒီကောက်ကိုဖြည့်ရှင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ fashion တစ်ခုရဲ့အကြောင်းမှာဒီလေးတစ်ခုကိုခံလိုက်ပါမယ်။ ဒီလေး900ဆိုပြီးတော့ထားခဲ့မိဆိုတော့ဒီကောက်ကို run ကြည့်အောင်ဒီကောက်ကို run လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ LED တွေကတလုံးချင်းလင်းလာတယ်ပြီးသွားလို့ရှိရင် အကလုံးမိတ်ပြီးတော့တလုံးချင်းပြန်လင်းလာတယ်ကျွန်တော်တို့လူချီတဲ့ပုံစံကိုရောက်သွားပါပြီ။ဆိုတော့ကျွန်တော်အနေနဲ့ အဲ့ဒီတွေကိုအနောက်ကနေပြီးတော့တလုံးချင်းလဲလာတာကိုရေးကြည့်အောင်ဆိုတော့ကျွန်တော်အနေနဲ့ fashion tip တစ်ခုကိုယူလိုက်မယ်ပြီးတော့ LED reverse ဆိုပြီးတော့ပေးထားခဲ့မယ်ဆိုတော့ကျွန်တော်ကနေပြီးတော့ digital right ကို LED C ကနေပြီးတော့အရေးရေးကြည့်အောင်ဒီ LED series ဆိုတဲ့အတိုင်းပဲမနော်ဒါပေမဲ့သူကကျတော့ LED C ကနေပြီးတော့ C54 ဆိုပြီးတော့သူကပြောင်းပြန် 言いまば、LED C コマ、はい。ピロ、ディレイ、マヤ。LED5 コマ、はい。ピロ、ディレイ、マヤ。ディタイベ、LED5 にピロ、LED1 ティゴ、ゲジアー。 ီကောင်ကကျတော့ LED တွေကိုအနောက်ကနေပြီးတော့အရှိကိုအဲမီလင်းလာစီမဲ့ function ဖြစ်ပါတယ်ဆိုတော့ဒီ function ကိုကျွန်တော်တို့ရဲ့ loop function ထဲမှာခေါ်ကြည့်အောင်ခေါ်ဖို့တွေ့ဆိုလို့ရှိရင်ကျွန်တော်တို့က LED reverse ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့အောက်မှာဒီလေး900ဆိုပြီးတော့ရေးခဲ့မယ်ပြီးတော့ run လိုက်မယ်ဆိုလို့ရှိရင် ဆိုတော့ကျွန်တော်တို့လိုချင်တဲ့အတိုင်းပဲ LED LED တွေကရှေ့ကနေပြီးတော့လင်းတယ်။ဟောဒါပေမဲ့အဲကျွန်တော်အနေနဲ့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် LED တွေကအနောက်ကနေပြီးတော့လင်းပြီးသွားလို့ရှိရင်အရှေ့ကနေပြီးတော့မလဲတော့ဘူး။ဒါကဘာဖြစ်လို့လဲဆိုလို့ရှိရင်အနောက်ကနေပြီးတော့လင်းနေတဲ့အချိန်မှာပဲကျွန်တော်တို့တွေက LED တွေကိုအရှိကနေပြီးတော့ထပ်လင်းခိုင်းအောင်ဆိုတော့သူ့အနေနဲ့အလုံးမလုံးတွတ်တာပါ။ ဘာလို့ဆိုတော့ LED တွေကအရေးကတည်းကလင်းနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရှိကနေပြီးတော့ LED fashion ကအလုံးမလုံးတဲ့ပုံစံဖြစ်သွားပါတယ်ဒီကောက်ဖြည့်ချင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ LED off ဆိုတဲ့ဟာလေးကိုထည့်ရေးတိုင်းမယ်ပြီးတော့ delay 900ဆိုပြီးတော့ထားခဲ့မယ်ဒီကောက်ရလိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့လိုချင်တဲ့အတိုင်းပဲအက်လီတွေကအရှိကနေပြီးတော့လဲတယ်ပြီးပါလို့ရှိရင်မေွားတယ်ပြီးတော့အနောက်ကနေပြီးတော့လဲလာတယ်မေွားတယ်ပြီးတော့အရှိကနေပြီးတော့ထပ်လေတယ်ဒီလိုမျိုးထပ်ခါထပ်ခါလဲလို့သွားတာပါကျွန်တော်တို့အနေနဲ့အဲဒီအက်လီတွေကိုဒီလိုမျိုး series မလဲပဲနဲ့တလုံးကြော်ပြီးတော့လဲစီလိုလဲရပါတယ်ဥပမာ LED 1ကိုလဲမယ်ပြီးပါလို့ရှိရင် LED 3ကိုလဲမယ် ပြီးတော့ LED file လင်းမယ်ပေါ့နော်ဒီလိုမျိုးရေးသွားလို့လည်းရပါတယ်ဒီကောဘယ်လိုရေးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က LED 1 high ပြီးလို့ရှိရင် LED 2 high ဆိုတဲ့နေရာမှာ LED 2 high ကိုဖြောက်ပြီးတော့ LED 3 high ဆိုပြီးတော့ထားမယ်ပြီးတော့ LED 4 high ကိုကျွန်တော်အနေနဲ့ဖြောက်လိုက်မယ်ပေါ့နော်ဒီလိုမျိုးရေးလို့ရပါတယ် ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်ရေးမပြတော့ပါဘူး။အဲကြီးရှုတဲ့သူတွေကိုအိဇာအနေနဲ့ကျွန်တော်ကနေပြီးတော့ပေးလိုက်ချေတယ်ပေါ့နော်။ဒါပေမဲ့အအဆင်မပြေလို့ရှိရင်ဒီရေးထားတဲ့ကုတ်ကိုကျွန်တော်အခုဗီဒီယိုမှာပြထားတဲ့အ description မှာပါတဲ့ link ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်။ကျွန်တော်အနေနဲ့ပြောရလို့ရှိရင်အကြီးရှုတဲ့သူတွေကို ကိုယ့်ရဲ့အကြီးချင်းနဲ့ပေါ့နော်ကိုကိုယ်တိုင်ရေးကြည့်ရေးချေပါတယ်ဒါပေမဲ့အချိန်ပြည့်လို့ရှိရင်လည်းဒီ description မှာပါတဲ့ link ထဲမှာသွားပြီးတော့ယူလို့ရပါတယ် ။နောက်ဗီဒီယိုကြာလို့ရှိရင်ကျွန်တော်အနေနဲ့ဒီလိုမျိုး LED တလုံးချင်းလင်းလာတာကိုပဲဒီလိုစချောင်းအများကြီးမဟုတ်ပဲနဲ့ follow နဲ့ရည်လို့ရတဲ့ပုံစံကိုကျွန်တော်ရှင်းပြပေးသွားပါမယ်။ဆိုတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကြည့်လိုက်ဆိုတော့ဒီဗီဒီယိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ LED မီလိုလေးတွေကိုတလုံးချင်းအလင်းမဲကိုထိချုပ်တာအာပြီးသွားပြီပေါ့နော်ဆိုတော့ရှိရင်ကျွန်တော်တို့အနေနဲ့ LED နဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်တို့စမ်းရှိတဲ့ဟာလေးတွေကိုကိုယ်တိုင်စမ်းရှိလို့ရပြီလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဆိုတော့အာမြန်မြန်စမ်းကြည့်ပါမြန်မြန်စမ်းကြည့်ပြီးပါလို့ရှိရဲကျွန်တော်တို့အနေနဲ့ဒီ Arduino ဆိုတဲ့ဟာကိုပို့ပြီးတော့စဝင်ကြလာပါလိမ့်မယ်ကျွန်တော်ကျွန်တော်အနေနဲ့ HP ရဲ့ LED လေးတွေကိုအာမြန်မြန်ပုံစံပုံစံမြန်မြန်ပေါ့နော်ပုံစံမြန်မြန်စမ်းကြည့်ဖို့အကြံပြုပါတယ်နောက်ဗီဒီယိုကြလို့ရှိရဲတက်တွေ့ပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ